ီနေ့ချစ်ဆွဲမုံဆွဲကင်းပါစေလို့အမိပေးထားတဲ့တရားတစ်ခုနဲ့ဓမ္မဒါနတရားအလှပေးလူမှဖြစ်ပါတယ်။လူသားတိုင်းလူသားတိုင်းအသက်ထင်ရှားရှိနေစမှာလေစိတ်ချမ်းသာသာသာနေခြင်းညားတယ်။သိလို့ရှိရင်လေစိတ်ချမ်းသာသာသာလေးသိပြီးတော့ကောင်းရာသူကတိရောက်ခြင်းညားတယ်။အနေလဲချမ်းသာအသေးလဲချမ်းသာခြင်းညားတယ်။အနေလဲကောင်းအသေးလဲကောင်းအနေလဲလှအသေးလဲလှအနေလဲမြတ်အသေးလဲမြတ် အနေလဲပြောအသေးလဲပြောဖြစ်ချင်နေဆိုရင်ချစ်ဆွဲမုံဆွဲกินရမယ်ချစ်ဆွဲမုံဆွဲအဆွဲกินမှသာအသက်တညာရှိနေစမှာလဲစိတ်ချမ်းသာတယ်စိတ်အေးချမ်းတယ်စိတ်လွတ်လပ်တယ်စိတ်ရှင်းလင်းတယ်တည်တဲ့အခါမှာလဲစိတ်အေးချမ်းစွာတည်ရတယ်စိတ်ရှင်းလင်းစွာတည်ရတယ်စိတ်လွတ်လပ်စွာတည်ရတယ်စိတ်ဖြောင်းဖြောင်းတည်ရတယ်ကောင်းရာသူကြီးကိုရောက်နိုင်ပါတယ်ဒါကြောင့်အသက်တညာရှိနေစမှာလဲချမ်းသာခြင်းနဲ့ ေးရင်လည်းချမ်းသာခြင်းလည်းဆိုရင်ချစ်ဆွေမှုဆွေกินရပါမယ်ချစ်ဆွေမှုဆွေအစွဲတွေရှိနေတယ်ဆိုရင်တက်တရားရှိနေစမှာလည်းစိတ်မချမ်းသာဘူးစိတ်မအေးချမ်းဘူးပေးရတော့မယ်ဆိုရင်လည်းထိတ်ထိတ်လန့်လန့်တွန်းလုံလှုပ်လုံနဲ့ပူပူလောင်လောင်ဖြစ်ရတယ်ပေးတော့လည်းမကောင်းရဒုက္ခတိကိုရောက်ရတယ်ကုသိုလ်ကောင်းမှုရှိရင်ကောင်းရဒုက္ခတိရောက်တယ်ကုသိုလ်တွေလုပ်ထမ်းရင်ကောင်းရဒုက္ခတိရောက်တယ်လို့ပြောနေကြပေမဲ့တကယ်တမ်းကျတော့ကုသိုလ်ကောင်းမှုရှိနေုံနဲ့ကောင်းရဒုက္ခတိမရောက်နိုင်ဘူး ကုသိုလ်တွေလှုပ်ထားရုံနဲ့ကောင်းရာဒုက္ခတွေမရောက်နိုင်ဘူးကုသိုလ်တွေလည်းလှုပ်ထားပါရဲ့သင်္ကန်းကြီးမှာချက်ဆွဲမုံဆွဲအဆွဲတစ်ခုခုထင်ရှားသွားတယ်ဆိုရင်အဲ့ဒီအဆွဲကပို့လိုက်တဲ့အပေလေးပုံကိုပဲရောက်မှာပဲချက်ဆွဲမုံဆွဲချက်ဆွဲဆိုတော့တဏှာပေါ့လောဘပေါ့မုံဆွဲဆိုတော့ဒေါသပေါ့လောဘနဲ့ဒေါသပါတယ်ဆိုရင်မောဟကလည်းပါပြီးသားပါပဲအဲ့လိုချက်ဆွဲမုံဆွဲလောဘဒေါသမောဟရိနဲ့သေသွားမယ်ဆိုရင်ငရဲဒိဋ္ဌိံပြိတ္တာအတူတကယ်အပေလေးပုံရောက်နိုင်တယ် ခြေဆွဲလိုပါကြောင်းပိတာဖြစ်တဲ့တဲ့ဒေါသကြောင်းငရေသားဖြစ်တဲ့တဲ့မောဟကြောင့်တိရစ္ဆာန်ဖြစ်တဲ့တဲ့လို့ရေပွန်ရဖြင့်ပြောပြမိလို့ဘယ်ကိလေသာကြောင့်မဆိုဘယ်အပေပုံကိုမဆိုလာရောက်နိုင်ပါ रे အဲ့တော့ကိလေသာနဲ့လည်းသိတယ်ခြေဆွဲမုန်းဆွဲအစွဲနဲ့လည်းသိတယ်တစ်ဖက်ကလည်းအကုသို့ကံအာယုံလေးထင်ပြီးတော့သိတယ်ဆိုရင်မကောင်းတဲ့ဘုံဘဝကိုရောက်သွားနိုင်တယ်တစ်ဖက်ကခြေဆွဲမုန်းဆွဲအစွဲလေးတော့ ဖြစ်နေပါရဲ့ထင်ရှားနေပါရဲ့တစ်ဖက်ကကုသိုလ်ကံလေးထင်ရှားနေတယ်ဆိုရင်တော့ကောင်းမြတ်သူကလေးရောက်နိုင်ပါတယ်ဆက်ဆက်မုန်းဆွဲလေးဆွဲတယ်အကုသိုလ်ကံလေးထင်လို့အပယ်လေးပုံရောက်တယ်ဆိုတာအသိမလှဘူးဆိုတာကတော့ထင်ရှားတယ်ဆက်ဆက်မုန်းဆွဲဆွဲပြီးမဲ့ကုသိုလ်ကံအာယုံလေးလည်းတွဲထင်နေဆိုရင်တော့လူပုံနဲ့ပုံကောင်းမြတ်သူကလေးရောက်နိုင်တယ်ဒါဆိုရင်အသိလှရောလားဆိုတော့အစွဲနဲ့တည်သွားတယ်ဆိုရင်ကံနဲ့ထိုက်တန်တဲ့အစင်းမြင့်တဲ့ဘဝကိုမရောက်တဲ့အတွက်အသိလှတယ်လို့မခေါ်နိုင်ပြန်ဘူးတတ္တဝရီတည်ပြီးနောက် ဘဝတစ်ခုလာရောက်ကြတယ်ဆိုတဲ့နေရာမှာကံပြီးတဲ့ဘဝရတာရေတဏှာပြီးတဲ့ဘဝရတာရေလို့နှစ်မျိုးရှိပါတယ်ကံနဲ့ထိုက်တန်တဲ့ဘဝရတာကြတော့ကံပြီးတဲ့ဘဝရတာပေါ့ကံနဲ့ထိုက်တန်တဲ့ဘဝမရဘဲနဲ့တဏှာနဲ့ပဲထိုက်တန်တဲ့ဘဝရတာကြတော့တဏှာပြီးတဲ့ဘဝရတာပေါ့ဥပမာပြောရမယ်ဆိုရင်ကိုကံကသိန်းတစ်ထောင်ချမ်းသာတဲ့မိဘရဲ့သားသမီးဖြစ်တတ်တဲ့ကံရှိတယ်။ဒါပေမဲ့ကိုကတသိန်းပဲချမ်းသာမဲ့သူကိုချစ်ဆွဲလေးဆွဲပြီးတော့တဏှာဖြစ်နေတယ်ဆိုရင် ကိုကံနဲ့ထိုက်တန်တဲ့သိန်းတထောင်ချမ်းသာတဲ့မိဘရဲ့သားသမီးမဖြစ်တော့ဘဲနဲ့ကိုတဏှာနဲ့ထိုက်တန်တဲ့တသိန်းမဲ့ချမ်းသာတဲ့မိဘရဲ့သားသမီးပဲဖြစ်သွားတတ်တယ်။ကံကဘလောက်ပဲမြင့်မြင့်တဏှာကနှိမ့်နေရင်နှိမ့်နေတဏှာပြီးတဲ့ဘဝပဲရပါတယ်။ကိုကံကတသိန်းမဲ့ချမ်းသာတဲ့ကံရှိတယ်။ကိုတဏှာကတသိန်းတထောင်ချမ်းသာမဲ့မိဘကိုချက်ဆွဲဆွဲတယ်ဆိုရင်တော့သိန်းတထောင်ချမ်းသာတဲ့မိဘရဲ့သားသမီးဖြစ်ရောလားလို့မေးစရာရှိတယ်။အဲ့ဒီလိုတော့မဖြစ်ဘူးပေါ့။အဓိကအခြေခံကတော့ကံပါပဲ။ အဲ့ဒီကံကိုမှတဏှာကထပ်ပြီးတော့ခြေလဲတာကံရှိသလောက်ထဲကိုမှတဏှာကခြေလဲလို့ရတာကံရှိတဲ့ပူပြီးတော့ခြေလဲလို့မရဘူးပေါ့ဒါပေမဲ့ကိုကတသိမ့်မဲ့ချမ်းသာနေတဲ့ကံရှိပြီမဲ့သိမ့်ထောင်ချမ်းသာတဲ့ပုဂ္ဂိုလ်ကိုသွားပြီးတော့ချစ်ဆဲဆွဲနေတယ်ဆိုရင်သိမ့်ထောင်ချမ်းသာတဲ့ပုဂ္ဂိုလ်နဲ့ပတ်သက်တဲ့သူတွေဖြစ်မဲ့သာသမီရင်တော့ဖြစ်မှာမဟုတ်ဘူးအဲ့ဒီသိမ့်ထောင်ချမ်းသာတဲ့ပုဂ္ဂိုလ်ရဲ့အလုသမာအခိုင်အစင်စသည်အဖြစ်ပေါ့လေအဲ့လိုသူ့ကိုအမြဲတမ်းမြင်တွေ့ခွင့်ရတဲ့ဘဝတော့ရောက်မှာပေါ့ ဲ့တော့ကံပြီးတဲ့ဘဝရယ်တဏှာပြီးတဲ့ဘဝရယ်နှစ်မျိုးရှိတယ်ချစ်ဆွဲမုန်းဆဲဆွဲနေရင်တဏှာပြီးတဲ့ဘဝပဲရမှာပဲတဏှာဆိုလို့ချစ်ဆွဲမှမဟုတ်ပါဘူးမုန်းဆွဲလည်းတဏှာပဲမုန်းနေလို့ရှိရင်လည်းဆွဲသွားပြီဆိုရင်အဲ့ဒီကိုမုန်းတဲ့လူအဲ့ဒီမုန်းဆဲဆွဲနေရတာကိုပဲအရသာရှိနေတာသူ့ကိုမုန်းနေလဲရတာကအရသာရှိတယ်သူ့ကိုမကြင်မနဲ့ဖြစ်နေရတာကသဘောကျနေတယ်အဲ့တော့မုန်းတဲ့ဒေါသမှလည်းပဲတဏှာကလိုက်ပြီးတော့ပါနေတာပါပဲအဲ့တော့ချစ်ဆွဲဆွဲနေရင်ကံပြီးတဲ့ဘဝ မရဘဲနဲ့တဏှာပြီးတဲ့ဘဝရရတယ်ဆိုတော့တခြားမကြည့်နဲ့တောတပံဖြစ်ပြီးသားဗိမိသားရအကြောင်းတကာကြီးတောင်းမှသာသနာပြုကုသိုလ်ကောင်းမှုတွေလည်းအများကြီးလုပ်တယ်။ဒီကဏ္ဍီမှာလည်းသာတော်ဇရတက်ကထောင်သွင်းခြင်းကြောင့်တော့ဝိပဿနာဘာဝနာတွေပေါင်းများနေတာပါပဲ။ဟိုအရိယာလည်းဖြစ်ပြီးသားကုသိုလ်ကောင်းမှုတွေလည်းအများကြီးရှိတယ်ဆိုတော့သူ့ရဲ့ကုသိုလ်ကံကတူတည်တာနဲ့ပြီးလို့လောက်ထိရောက်နိုင်တာပေါ့။ဒါပေမဲ့သူကဒီကဏ္ဍီလေးမှာသူဟိုးလွန်ခဲ့တဲ့ခုနှစ်ဘဝဇက်တိုက်နေခဲ့မှုတဲ့စတုမာတွေနဲ့ပြီး ကန္ဓဘနတ်ရက်ွက်ကလေးအာယုံမှာပေါ်လာတယ်ပေါ်လာပြီးတော့အဲ့ဒီကန္ဓဘနတ်ရက်ွက်လေးကိုတန်းအစင်တွေ့ပြီးတော့ချစ်ဆွဲဆွဲသွားလိုက်တဲ့အတွက်ကိုယ်ကံနဲ့ထိုက်တန်တဲ့တူးတည်တန်နတ်ပြည်အစင်မြင်မြန်ဘဝကိုမရောက်ဘဲနဲ့နတ်ပြည်၆ထပ်မှာအနေဆုံးနတ်ပြည်ဖြစ်တဲ့စတုမာရီနတ်ပြည်အဲ့ဒီစတုမာရီနတ်ပြည်မှာလည်းပဲသူတစ်ပါးကိုကပ်ပြတ်ဖြိုပြီးတီးဆူဖြိုပြီးတီးမှုဖြိုပြီးပြီးတော့အုံတော်ခံရတဲ့ကန္ဓဘနတ်မျိုးကကြည်တဲ့နတ်မျိုးမှာပဲသွားပြီးတော့ဖြစ်ရရှာတယ် ဒါချစ်ဆွေးကြောင့်မလို့ကံပြီးတဲ့ဘဝမရဘဲနဲ့တနာပြီးတဲ့ဘဝရသွားတာပါဒါကြောင့်ကောင်းရတုကတိရောက်အသေးလှခြင်းနဲ့အစဉ်နှံမြင့်မြင့်ဘဝကိုရောက်ချင်နေဆိုရင်ချစ်ဆွေးလေးกินရမယ်မုံဆွေးလေးပဲกินရမှာပဲဆွဲတယ်ဆွဲတယ်ဆိုတာချစ်မှဆွဲတာမဟုတ်မုံရင်လည်းဆွဲတာပဲမုံတဲ့လူကိုမိကိုမမိတနည်းနည်းတော့တွေ့ဦးမယ်တနည်းတော့ကလေးစားချင်မယ်စသည်အားဖြင့်ကိုမုံတဲ့လူကလည်းမကြမကြတတိယနေတတ်တယ် အဲ့ဒီလိုမုံဆွေလေးဆွဲပြီးသေးမယ်ဆိုရင်လေကုသကံအာယုံထင်းလို့ကောင်းရသူကရောက်တယ်ပဲထားအောင်တော့ကံနဲ့ထိုက်တန်တဲ့ဘဝကိုမရဘဲနဲ့မုံဆွေတဏှာနဲ့ထိုက်တန်တဲ့ဘဝကိုပဲရသွားတတ်တယ်။ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း90ပတ်ဝန်းကျင်တုန်းကအညာဒေသကြီးရွာကြီးတရွာမှာညီကိုသုံးယောက်ရှိတယ်။အဲ့ဒီညီကိုသုံးယောက်ကအင်မတန်ဆူသွမ်းပိုင်မဲ့တဲ့ညီကိုတွေပေါ့။တရွာလုံးမှာသူတို့မပြည့်ဘူးတဲ့မကောင်းမှုဆိုတာတစ်ခုမှမရှိဘူး။တရွာလုံးရဲ့အော်ကြောလန်းနေ။ အဲ့ဒါတနည်းကြတော့ဇနီးမယားသမီးသားတွေရှိပါလျက်နဲ့ညီကိုသုံးတဲ့ကအခုအကြီးဆုံးတယောက်ကရွာထဲကအင်မတန်ချုံမောလှပတဲ့မိမပြူလေးတယောက်ကိုသမီးစားစကားသွားပြောတယ်။ကာရင်လေးပြန်လိုက်ပြီးတော့နှောက်ရက်တယ်။အဲ့ဒီမှနေအဲ့ဒီမိမပြူလေးကမကြင်မနဲ့ဖြစ်တဲ့အတွက်ချစ်သူယောက်ျားလေးကိုပြောချစ်သူယောက်ျားလေးကဒီညီကိုသုံးကလှူထားတဲ့ပြည့်မှုတွေကိုစဉ်းစားချက်နဲ့တေချာပြုစုပြီးတော့ community ကိုတိုင်လိုက်တယ်။အဲ့ဒီတုန်းကအဲ့ဒီဒေသက community ကြီးစိုးနေတဲ့အချိန် ဓမ္မမှုတွေလူရဲမှုတွေစတဲ့ပြဿနာတွေဖြစ်ပြီးဆိုရင်အရှင်လက်လက်တတ်ပြီးတော့နေမြေအေးချမ်းအောင်လုပ်နေတဲ့အချိန်ပေါ့အဲ့ဒီမှာနေကွန်မြူနတီကဒီညီကိုသုံးယောက်ကိုဖမ်းပြီးတော့ရွာလူကြီးရဲ့ရှေ့မှာအရှင်လက်လက်တတ်တယ်တတ်တော့အဲ့လညာနေပဲကျင်းကြီးလူချင်းတူကျွန်းရဲ့အဝမှာညီကိုသုံးယောက်ကိုတရားနဲ့တရားလက်မောင်းချင်းချိန်ပြီးတော့လက်ပြန်ကျုပ်တုတ်ထားတာပေါ့ အဲ့တော့တက်လူစဲစဲချိန်မှာပဲဖြာဦးကျောင်းဆရာတော်ကတွင်းနှခမ်းဝတီရောက်လာတယ်။သူတို့ကိုဘေးမဲ့တောင်းပေမဲ့ဘေးမဲ့မရတော့အသက်ကဲတင်လို့မရတော့ကဲမင်းတို့သူအကုန်ကလည်းကဲတင်လို့မရတော့ဘူး။ကဲတဲ့နှကုံသုံးမှာလိုက်ဆိုကြဆိုပြီးတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိတရဏကုံသုံးမှာတိုင်ပေးတယ်။အဲ့တော့တရဏကုံသုံးမှာလိုက်ဆိုကြတာပေါ့။တရဏကုံသုံးမှာရွတ်ဆိုလို့ပြီးတယ်ဆိုရင်ပဲဒီကောင်တွေကိုပြန်ကလေးစားချီပြစေဆိုပြီးတော့အကူကအော်လိုက်တော့ ကွန်မြူနီခေါင်းဆောင်ကသူ့ကိုတနက်နဲ့လှမ်းပြတဲ့တိုင်ညာဘက်ရှင်ကိုထိပြီးတော့သုံးအောင်လုံးတွင်းနဲ့ပြုတ်ကြအရှင်လက်လက်မြေဖုတ်ပြီးတော့တတ်လိုက်တဲ့အတွက်အလုံးသေးသွားကြတယ်ပေါ့တေကန်ဒီမှာညီကိုသုံးအောင်လုံးကသူတို့ကိုကွန်မြူနီကိုတိုင်တဲ့ဒီချစ်သူရေးစား၂ယောက်အပေါ်မှာမုံဆွဲဆွဲနေတယ်ကလေးစားချင်းချင်းနဲ့စိတ်တည်ဖြစ်နေတယ်မကြင်မနဲ့တဲ့စိတ်တည်ဖြစ်နေတယ်အဲ့တော့တရဏကောင်သုံးပါဆောက်တည်ရတဲ့ကုသိုလ်ကောင်းမှုကြောင့်တကယ်ဆိုရင်တော့နတ်ပြည်ထီတော်ရောက်နိုင်တာပဲဒါပေမဲ့တရဏကောင်သုံးပါဆောက်တည်တဲ့ကုသိုလ်ကြောင့်နတ်ပြည်ထီမရောက်တော့ဘဲနဲ့သူတို့ရဲ့ မုံဆွဲမုံနဲ့ဒေါသနဲ့တွဲနေတဲ့မုံဆွဲတဏှာကပို့ပေးလိုက်တဲ့ဘဝရောက်သွားတယ်။သူတို့မကျင်တတ်ပါဘူးဆိုတဲ့ဒီသမီးကြီးစားနှစ်ယောက်ကိုပဲမိဘပြန်တော်ရတယ်ဒီနှစ်ယောက်ရဲ့ဝမ်းထဲမှာပြန်ဝင်စားအမွှာဘူး၃ယောက်လေးဖြစ်နေပြန်မွေးဖွားလာတယ်။နောက်တနေ့လောက်ကြတော့မွေးဖွားလာတဲ့ခါမှာအမွှာကြီးကို၃ယောက်အကြီးဆုံးကောင်လေးညာဘက်ရှင်ဦးနေကြည့်တော့လေအရင်ဘွားကသနတ်မှန်ထားတဲ့ဒဏ်ရာလေးပါလာတော့ဟိုကောင်သုံးကောင်သေးကြပြီဆိုပြီးတော့အဖေလုတဲ့သူက မိနေကန်နဲ့ဝင်ပြီးတော့ဒီခလေးသမားကိုချက်ချင်းပဲဒါနဲ့ကုတ်တက်ဖို့ကြိုးစားတယ်။ဒါပေမဲ့အလုံးပိုင်းတလို့တတ်တော့မတတ်လိုက်ရဘူးပေါ့။ဒါပေမဲ့အဖေကလည်းဒီခလေးသမားကိုမုန်းတယ်။အမေကလည်းဒီခလေးသမားကိုမုန်းတယ်။မွေးကလေးကလုံးဝနှုတ်ကြုံတစ်စက်တောင်မှမတိုက်ကျွေးပါဘူး။ဆွေတွေမျိုးတွေကဝမ်းဝမ်းပြီးတော့ပြုစုဆောင်ရှောက်ထားရတယ်။နောက်တော့အသင်အနေဆုံရလို့ရာဦးချောင်းပို့ရောက်ရောက်ဆရာတော်ကကိုရင်ဝတ်ပေး။စာတင်လိုက်တယ်လှုပ်ပရိယတ်ဒီစာပေတွေသင်ကြားရလို့အခုတော့သာသနာပေါင်းမှာမွေးလျော်နေကြတယ်။ ီလသမารိပညာနဲ့ပြည့်စုံပြီးတော့သာသနာပြုနေကြတဲ့ဆရာတော်တန်ကတော့သုံးပါဖြစ်နေပါပြီ။တာရဟန်းတွေကသာသနာပြုဆရာတော်တွေဖြစ်နေတာတောင်မှမုန်းဆွဲဆွဲတာမုန်းလို့အားမရတော့ဆရာတော်တန်ကတော့ဒီစီတခါမှလည်းသွားမဖူးပါဘူး။ပစ္စည်းလေးပါလည်းလုံးဝမလူဘူး။နဝကမငွေကြီးလည်းတပြားတစ်ချက်မှကိုမလူဘူး။အဲ့ဒါမေတော်ကြီးနဲ့စကားပြောချင်လို့တာအငယ်ဆုံးသားယဟန်တော်သားဆရာတော်ကလာပြီးတော့တမင်စကားပြောတော့တောင်မှလုံးဝအပြောမခံဘူးမုံတီးနေတယ်။ဒါကြောင့်မုံဆွဲတနာဟာလည်း အမြဲတမ်းကြောက်ရွံ့ကောင်းပါလေဖြစ်ပျက်ကြီးကတော့အများကြီးရှိတာပေါ့လေဒီလိုပဲပေါ့ကြောင်လေးတစ်ကောင်လဲအိမ်မှာရှိတဲ့ငကြိုတွေခိုးစားတော့အင်းရှင်ယောက်ျားကဒီကြောင်လေးကိုခြေထောက်လေးပဲဓာတ်နဲ့ခုတ်ဖြတ်ပြီးတော့တတ်လိုက်တာအဲ့ဒါဒီကံလေးမှာဒီကြောင်ကလည်းသူ့ကိုဓာတ်နဲ့ခုတ်သက်တဲ့သခင်ကိုစင်စင်ကြီးကြည့်ပြီးတော့မုန်းတီးတဲ့စိတ်နဲ့ပေးသွားတော့ဒီသခင်ဒီအိမ်မှာရှင်ဒီတခါရဲ့ပါလီအဖြစ်နဲ့ပြန်ပြီးတော့ လူဝင်စားလေးပြန်ဖြစ်လာတယ်။မွေးကလေးကလက်နှစ်ဖက်ချင်းနှစ်ဖက်ပါမလာဘူးပေါ့။အဲ့ဒီလိုဖြစ်ပေါ်မုံဆွဲဟာလည်းအမတန်ကြောက်စရာကောင်းပါလေ။ဒါကြောင့်အသေးလှတဲ့သူအသေးကောင်းတဲ့သူအသေးမြတ်တဲ့သူဖြစ်ချင်တယ်ဆိုရင်ချစ်ဆွဲလေးกินရမယ်မုံဆွဲလေးกินရမယ်။ချစ်တော့ချစ်ပါမဆွဲပါနဲ့မုံတော့မုံမှမဆွဲပါနဲ့။ မဲမုံတော့မုံမပြောလို့တပြောတာမုံနာကတော့လုံးဝမမုံနာအကောင်းဆုံးပဲနော်ချစ်တာကတော့ဘလို့မှတားမြဲလို့ချစ်ချင်းချစ်မုံနာကတော့လုံးဝကိုမမုံနဲ့မလွဲမချောင်းတာလို့မုံနဲ့မကြင်မနဲ့ဖြစ်တယ်ဆိုရင်ပြီးပြီးရောဖြစ်ပါစေချစ်တယ်ဆိုရင်လေတွေ့ကမှချစ်တယောက်ကောင်းညတယောက်ဆောင်းရရှိကမှဆောင်းစိတ်ထဲမှာကိုချစ်တဲ့သူကအမြဲတမ်းသတိရနေတာမျိုးကိုရဲ့စိတ်အစဉ်မှာကိုချစ်တဲ့သူကအမြဲတမ်းလွှမ်းမိုးနေတာမျိုးမဖြစ်စေနဲ့အဲ့တော့ချစ်ဆွဲမုံဆွဲအစွဲရင် သင်ရင်လည်းအသေးလာတဲ့သူမှဖြစ်နိုင်ပါဘူးအကုသိုလ်ကြောင့်သင်တော့ဗေလိမုံရောက်မယ်ကုသိုလ်နဲ့တွဲပြီးသင်တို့ကောင်းတဲ့သူကြီးရောက်တဲ့ထားအောင်တော့ချက်ဆွဲမုန်းဆွဲကပို့ပေးတဲ့နေရာပဲရောက်နိုင်တဲ့အတွက်ကံနဲ့ထိုက်တန်တဲ့အစဉ်မြင်မြင်ဘဝကိုမရနိုင်ပါဘူး အသက်ထင်ရှားရှိနေစဉ်မလဲချက်ဆဲမုံဆွဲတွေနဲ့ရှင်သန်နေရတယ်ဆိုရင်ကိုယ်စိတ်ကမလွတ်လပ်တော့ဘူးကိုယ်စိတ်မှာကိုချစ်တဲ့သူကလွန်မိုးနေတယ်ကိုယ်စိတ်မှာကိုမုန်းတဲ့သူကလွန်မိုးနေတယ်ချစ်တဲ့သူကိုတရိယာနေရတာမုန်းတဲ့သူကိုတရိယာနေရတာနဲ့ပဲစိတ်ဟာပင်ပန်းနွမ်းနေနေတယ်စိတ်ဟာပူလောင်နေတယ်စိတ်ဟာတင်းကျပ်နေတယ်စိတ်ဟာလွတ်လွတ်လပ်လပ်မရှိတော့ဘူးချစ်တဲ့စိတ်မုန်းတဲ့စိတ်ကအစွဲကြီးပြီးတော့ပြင်းထန်သွားတယ်ဆိုရင်အဲ့ဒီချစ်စိတ်မုန်းစိတ်ချစ်ဆွဲမုန်းဆွဲကြောင့်မလွတ်ရဲတဲ့မကောင်းမှုဆိုတာလည်းမရှိတော့ဘူး ခြေစိတ်တွေခြေဆွဲတွေလွန်ခဲ့သွားပြီးမုန်းဆွဲတွေလွန်ခဲ့သွားပြီးဆိုရင်ဘယ်မကောင်းမှုမဆိုကျူးလွန်ရဲသွားတယ်ဒီတော့မလုပ်တဲ့မလုပ်ထိုက်တဲ့အလုပ်တွေလုပ်မိမပြောတဲ့မပြောထိုက်တဲ့စကားတွေပြောမိသွားတဲ့အတွက်နောင်တတရားတွေနဲ့လည်းစိတ်ကပူလောင်နေရတတ်ပါတယ်ဒါကြောင့်အသက်ထင်ရှားရှိနေစမှာလဲစိတ်အီးအီးချမ်းချမ်းလေးဖြစ်ရှင်နေပြီးတော့လည်းကောင်းတဲ့သူကလေးရပြီးတော့ကံနဲ့ထိုက်တဲ့နဲ့အဆင်းမြင့်မြန်ဘဝကိုရကြနေဆိုရင်ချစ်ဆွဲလဲကင်းပါစီမုန်းဆွဲလဲကင်းပါစီချစ်ဆွဲမုန်းဆွဲကင်းနေဆိုရင်လောလောဆယ်ကူက ဒီတဆက်ကံမှာခြေစုံမှုစဉ်ခင်းနေဆိုရင်ဒီတဆက်ကံကိုကစိတ်ချမ်းသာတယ်စိတ်အေးချမ်းပါတယ်သေတယ်သေတယ်ဆိုတော့ကအာအသေးကောင်းအသေးလှောင်အောင်ဆိုပြီးတော့ဘယ်လိုများပြင်ပြရမလဲသေနီးလေးသင်ရအောင်မလားနဲ့ပြောကြတယ်ဒီကတိုင်းကျတော့သေနီးဆိုတာအထူးမသင်ရပါဘူးသေတဲ့နီးဆိုတော့လည်းသေချာမရှိပါဘူးနီးနီးတက်ရင်သေနီးတက်ပါတယ်နီးနီးကောင်းရင်သေနီးကောင်းပါတယ်သေတယ်ဆိုတာဘာမှလည်းအထူးဆန်းမှုပေါ့မနေရတော့တာကိုပဲ သေးတယ်လို့ခေါ်တာနေတာလေးတွေဇက်တက်ဇက်တက်ဖြစ်နေရကနေဆက်မနေရတော့မနဲ့ဖြတ်ခနေရက်သွားတာကိုပဲသေးတယ်ခေါ်တာဆိုတော့နေနေစင်မှာကောင်းနေရင်နေတာလေးရက်သွားလို့သေးတာလည်းကောင်းတာပဲပေါ့အဲ့တော့နေနေစင်မှာချစ်ဆွေးမှုဆွေးกินရင်သေးတော့လေချစ်ဆွေးမှုဆွေးกินပါတယ်ချစ်ဆွေးမှုဆွေးกินနေတယ်ဆိုမှ ကိုပြုထားတဲ့ကုသိုလ်ကောင်းမှုတွေအာရုံပြုပြီးသည်ကိုယ့်ရဲ့ကုသိုလ်ကံနဲ့ထိုင်တဲ့ဘဝကိုရပါလိမ့်မယ်။ဒါကြောင့်ချစ်စဲမုန်းစဲဘာမှဆွဲမနေနောက်ဘဝကျရင်ဘယ်သူကိုပြန်ပြန်တော့ခြင်းနဲ့ဘယ်သူမိဘပြန်တော့ခြင်းနဲ့ဘယ်သူတော်သားသမီးတော့ခြင်းနဲ့ဘယ်သူနဲ့တော့ပြန်ဆုံခြင်းနဲ့ဘာရင်းညာတွေဟူဆွဲတည်ဆဲဆွဲမနေပါနဲ့တော့ကိုယ့်ရဲ့ကုသိုလ်ကံကအကောင်းဆုံးစံချိန်နဲ့အရည်သွေးအမြင့်ဆုံးဖြစ်အောင်လှုပ်ထားပါကိုယ့်ရဲ့ကုသိုလ်ကံနဲ့ထိုက်တန်တဲ့ပုဂ္ဂိုလ်နဲ့ဆုံစည်းရပါလိမ့်မယ်ကိုယ့်ရဲ့ကုသိုလ်ကံနဲ့ထိုက်တန်တဲ့ပတ်ဝန်းကျင်ကိုရောက်ပြီးတော့ပျော်ရွှင်ချမ်းမြေ့ရပါလိမ့်မယ်ဒါကြောင့်ဉာဏ်နာပိသမြအားလုံးချစ်ဆွဲ မုံဆွေအဆွေအားလုံးကင်းကြပါစေချစ်ဆွေမုံဆွေကင်းအောင်ကြိုးစားအားထုတ်နိုင်ကြတဲ့အတွက်မိမိတို့ယဉ်မှန်တော်တဲ့ဗောဓိဉာဏ်နဲ့နိဗ္ဗာန်ချမ်းသာကိုလင်းမြန်စွာမျက်မှောက်ပြုနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဦးဇင်းတို့ရဲ့ချစ်ဆွေမုံဆွေကင်းပါစေတရားတော်ကိုဒီနေရာမှာပဲနေကုန်းချုပ်ပါတော့မယ်အပမဒီနာတံပါဒီတာ အပမဒိနမမိမလျောမပေါ်မဆပြင်းပြထက်သန်မှန်ကန်သောတတိတရားဖြင့်တမ္ပါဒိထံသီလသမာဓိပညာဥသောသောတိခါသုံးပါးတို့ကို ကိုစီကိုငါပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း